ားကြပါအောင်အဲသမီးလေးမကြောက်နှောင်းမရဘာဖြစ်ပဲအဆက်ဟတ်တော်တော်တည့်တယ်ဒီနေ့မှာတော့မိသူဟာဒါတကြံမှာပေါ့နော်ရင်အေးစင်မဲ့တကြံထမင်းလေးကိုဒီနေ့ချက်ပြမှာဖြစ်ပါတယ်အလိုအပ်တဲ့ပစ္စည်းကတော့ထမင်းကတော့မိသူတဲထားပြီးသားဆိုတော့ထမင်းကမတဲပြတော့ဘူးပေါ့နော်အဓိကတော့တကြံထမင်းနဲ့တွဲစားဖို့အတွက်ငချောက်ထောင်းကြော်ပေါ့နော်အဲ့တော့ငချောက်လုံမယ်ပြီးတော့ငချောက်ကိုကြော်ဖို့အတွက်စီတက်ဖို့တော့ကြက်တော်နီလုံမယ်ပြီးတော့ငချောက်ထဲကိုထဲဖို့အတွက်တည့်ရသေးလေးလိုပါမယ်အာအစာပလာလေးကတော့ပြီးတော့မှ ချိန်ထဲမှာယူပြီးထည့်မယ်ပေါ့နော်အဲ့တော့အရင်ဆုံးငါချောက်ကိုထောင်းပြီးကြော်မှဖြစ်တဲ့အတွက်ငါချောက်ကိုပြုတ်လိုက်မယ်ပေါ့နော်ဒါအသားချောက်လေးတွေပေါ့မြေသူဈေးတွေကဝင်လာတာအော်ဒါလေးကိုနည်းနည်းခွဲချမ်းဆက်ပြားကြီးပြုတ်ပါမယ်ခုဒီမှာငါချောက်ပြုတ်ထားတဲ့အချိန်မှာတရက်သီးလေးကိုအခုံခွာပါမယ်ဒါတော့အစည်းကုံအောင်ရေစိမ်းထားပါတော့ ခင်အခွန်ထွန်ပေးပြီဆိုလို့ရှင်တော့ဒါလေးကိုတရက်ချင်လိုမျိုးလေးပေါ့နော်ချောင်းလေးဖြစ်သွားအောင်ဂျီလေးထိုးလိုက်ပါမယ်အခုကဒါငါချောက်ပြုတ်ပြီးသွားပြီဆိုတော့ငါချောက်လေးတွေကိုထောင်းပါမယ်ခုငါချောက်လည်းထောင်းလို့ပြီးပြီဆိုတော့အရင်ဆုံးကြက်သုံးနဲ့စီးတက်မယ်ပေါ့နော်အဲ့ဒါစီးလေးထည့်ပါမယ်စီးလေးနဲ့ငယ်ပူလာပြီဆိုလို့ရှင်တော့စနစ်မုတ်လေးထည့်ပါမယ် စနေမို့အနံ့ပေါ့နော်အစိမ့်နဲ့လေးပြန်အောင်စောက်မယ်ပြီးလို့ရှိရင်ကျက်သွန်နီးခုနက၄စိတ်ချန်ထားတဲ့ဟာလေးတွေထည့်ပါမယ်ကဲတဖြည်းဖြည်းနဲ့ကြက်သွုံလေးတွေနွမ်းသလောက်ရှိလာပြီဆိုလို့ရှိရင်တော့ငါချောက်ထောင်းထားတဲ့ဟာလေးတွေကိုထည့်လိုက်ပါမယ်။အရသာအနေနဲ့သူကငါချောက်ဆိုတော့အငံတက်ကတော့တော်တော်များတယ်။ခင်းချုံမုံလေးနည်းနည်းလေးပဲထည့်လိုက်မယ်ပေါ့နော်ပြီးတော့မှအပေါ့အငံလေးကထပ်ပြီးကြည့်ပါ။ကဲငါချောက်လေးကလည်း ကျက်တဲ့အနေထားတော့မဟုတ်သေးဘူးဒါပေမဲ့နှံ့သွားတဲ့အနေထားဖြစ်သွားပြီဆိုတော့အပေါ်ကနေပြီးတော့တရေသေးလေးထည့်ပြီးတော့မှဖွင့်ပါမယ်အပေါ်ကနေရေနွေးလေးနည်းနည်းဖြိုးပြီးအုပ်ထားလိုက်မယ်ပေါ့နော်နွမ်းသွားအောင်အုပ်ထားလိုက်ပါမယ်မချောက်ထောင်းလေးတွေကရပါပြီ မပြရင်လည်းထည့်စရာမလိုဘူးစားလည်းထည့်စရာမလိုဘူးတော့သူအငဲတလေးရှိတယ်အဲ့ဒါကမှမင်းတို့ကပေါ်ကနေဟင်းချုံမုံလေးပဲနည်းနည်းပေါ့နော်အရသာလေးလိုက်ထားတယ်ဆိုတော့အရသာကတော့သူလေးလေးပင်ပင်လေးနဲ့ချင်းချင်းငငန်လေးဖြစ်နေပါပေါ့နော်ချိုလဲချိုပါတယ်ကဲဒကြံသမင်းလေးရပါပြီဒကြံသမင်းရဲ့အဓိက signature တော့ရေနဲ့စိန်စားပါပေါ့နော်အဲ့တော့ရေနဲ့စိန်စားမယ်ဆိုတော့ရေကလည်းဒါဖျောင်းနဲ့တင်းတင်းလေးနဲ့ဖျောင်းနှံတော့မထည့်လိုက်ပါတော့မထည့်မယ်ဆိုလို့ရှိရင်တော့လုံနီးလေးရတော့လွယ်တယ်ဒီပိုရဲ့အပေါ်မှာဖျောင်းနိုင်လေးကိုအပူပေးပူပေးပြီးလို့ရှိရင်အမှအမွှေးအများကြီးထွက်လာရဲဆိုလို့ရှိရင်အဲ့အမွှေးတွေကို ဒဲဟိုးတစ်ခုနဲ့အုပ်လိုက်အုပ်လိုက်ပြီးတော့မှအဲ့ဒဲဟိုးလေးကိုရေထည့်ပြီးတော့မှစားမယ်ဆိုလို့ရှင်ဖျောင်းနံတင်းတင်းလေးနဲ့ရေရမယ်ပေါ့နော်ဒါပေမဲ့မေသူကတော့ဖျောင်းနံမကြိုက်လို့မလုပ်တော့ဘူးဒါပေမဲ့စားကျင်တယ်ဆိုရဲလူတွေကတော့လုံနီးလေးတော့ပြပြလိုက်တယ်ပေါ့နော်အဲ့တော့ဒါမှရိုးရိုးရေခဲရေလေးပဲထည့်ပါမယ်ဘိုးတို့နေရပေါ့နော်တချံထမင်းကဒါရိုးရဓလိစားခဲ့တာပေါ့နော်အဲ့တော့မေသူကအခုစားပါမယ်ဒီမှာငါ6000ကျော်လေးထည့်ပါမယ်ပြီးတော့ငရုပ်သေးအလှော်တော့လေးဒါလေးကကျွတ်ကျွတ်ကလေးပေါ့နော်ဒါလေးလည်းကြိုက်ပါမယ်စားကြပါအောင်တချံထမင်းလေး ။ငါကြောက်ထောင်းမရ။ဟုတ်တယ်ပဲအဆက်ဟတ်တော်တော်တည့်တယ်။ခဲအဲ့တော့ဇာချန်တွင်းမှာမင်းတို့မျိုးအိမ်တွင်းပုံမဲ့လူတွေဆိုလို့ရှင်လည်းဒီလိုမျိုးဇာချန်ထမင်းလေးချက်ဆားကြပါလို့ပြီးတော့စတုဒီဇာပေါ့နော်။ကိုဒီရက်ွက်ထဲမှာလှူကျင်နေဆိုလို့ရှင်လည်းဒီလိုမျိုးလေးနဲ့ချက်ပြီးတော့မှလှူလို့ရပါရဲ့လို့ပြောချင်ပါတယ်။အဲ့တော့အားလုံးပဲကြော်ရှင်စီကနှစ်တည်းလေးဖြစ်ပါစေရှင်။အားလုံးပဲတတ်တာ။